ငလင်ဘိုအကျက်ဖြစ်ခဲ့တဲ့စကိုင်းမျိုးမှာတော့ငလင်လှုပ်ပြီး6ရက်ကြာတဲ့အထိကိုကယ်ဆယ်ရေးတွေမနိုင်မနှင်းဖြစ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။ငလင်တန်ကျောင်းပြိုပြက်အဆောင်တွေကြာကပိတ်မိနေသူတွေကိုကယ်ဆယ်နေရာဆဲဖြစ်ပြီးတော့ဒီနေ့ AB နေရာမှာတော့စကိုင်းမျိုးကနိုင်တရားကြောကြာပိတ်မိနေတဲ့အသက်ရှင်ကျန်နေသူအမျိုးသားကိုကယ်ထုတ်နိုင်ခဲ့ပါတယ်။စကိုင်းမျိုးမှာကုညိကယ်ဆယ်ရေးလုပ်ငန်းတွေစနစ်တကျမလုပ်နိုင်သေးပဲမြို့အနှံ့မှာရှိတဲ့အဆောင်ပြက်တွေကြာပိတ်မိကာ တည်ဆုံးသူတွေရဲ့အပုတ်နဲ့နေလဲလှိုင်းလိုင်းထနေတယ်လို့မြို့ကန်တွေကပြောပါတယ်။စကိုင်းမြို့ပေါ်မှာရှိတဲ့ငလင်တန်တဲ့ပြိုပြက်အဆောင်တွေကြာကပဲ့မိပျောက်ဆုံးနေသူတွေကိုကုညီကယ်ဆယ်ရေးလှုပ်ဆောင်ရမှာ AB တရက်ကအလောင်း၁၀လောင်းထပ်မံတွေ့ရှိ ထုတ်ယူနိုင်ခဲ့တယ်လို့ကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေက MFP ကိုပြောပါတယ်။မလာ28ရက်ကစကိုင်းမြို့အနီးကိုဗဟိုပြုကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်စကိုင်းမြို့ရဲ့80ရာခိုင်နှုန်းဝန်းကျင်ထိခိုက်ပျို့ကျပျက်စီးကာ ်တည်ဆုံးသူဒဏ်ရာရသူနဲ့အဆောင်ပြုတ်ပြီးပျောက်ဆုံးသူရထောင်ကြီးရှိခဲ့ပါတယ်။ဒီလိုခက်ခဲမှုတွေရှိနေပေမဲ့သခိုင်းမျိုးပေါ်မှာမရှာဖွေရသေးတဲ့တိုက်ပျိုးတွေဆက်ရှိနေသေးတာကြောင့်ဆက်လက်ပြီးရှာဖွေရေးလှုပ်ဆောင်မယ်လို့ငလင်ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေကပြောပါရယ်။ငလင်တန်းကျောင်းစကိုင်းတိုင်းနဲ့မန္တလေးတိုင်းမှာတည်ဆုံးသူ2400ခန်းရှိလာပြီးနိုင်ငံတော်ကပြည်သူ၈သန်းခွဲကျော် ထိခိုက်ခဲ့တယ်လို့အမျိုးသားညီအစိုးရအန်ယူဂျီ လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နေဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကမလ31ရက်မှာထုတ်ပြန်ထားပါတယ်။ငလင်းဘေးဒဏ်ခံစားနေရတဲ့မြန်မာပြည်သူတွေအတွက်အပြည်ပြည်ဆိုင်ရာစက်ချင်မီကွန်ပျူတာတစ်စင်းတနအူးကူညီဒေါ်လာ2တန်းထောက်ပံ့ထားတဲ့ဩစတြေးလျအစိုးရကနောက်ထပ်ဒေါ်လာ9တန်းထပ်မံထောက်ပံ့မယ်လို့ဒီကနေ့ဧပြီလ2ရက်မှာကြေညာပါတယ်။ထပ်မံထောက်ပံ့မဲ့ဒေါ်လာ9တန်းတွေကထက်ဝက်ဖြစ်တဲ့ 3.5တန်းကို အစာအစာရေးနဲ့တန်ရှင်းရေးအရေးပေါ်ကျန်းမာရေးနဲ့ပညာရေးလိုအပ်ချက်တွေအတွက် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့သူတို့ရဲ့မိဖက်ဒေသဆိုင်ရာအဖွဲ့အစည်းတွေကနေတဆင့်ထောက်ပံ့ကူညီမှဖြစ်တယ်လို့ထုတ်ပြန်ထားတာပါ3တန်းကိုအရေးပေါ်ကယ်ဆယ်ရေးပစ္စည်းနဲ့အရှေ့တောင်အာရှနိုင်ငံများအသင်းဘီအန်ရဲ့စီမံခန့်ခွဲမှုညှိနှိုင်းရေးဘူဌာနရဲ့လုပ်ငန်းဆောင်တာအတွက်ပံ့ပိုးမှာဖြစ်ပြီးကျန်တဲ့ဒေါ်လာ9သိန်းကိုတော့ အရေးပေါ်အကူအညီမဟာမိတ်အဖွဲ့တဲ့ထဲ့ဝင်မယ်လို့ဆိုပါတယ်။ဩစတြေးလျအစိုးရဟာမြမငလင်ပေးကက်ဆေးလုပ်ငန်းတွေညှိနှိုင်းဆောင်ရွက်ဖို့အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တစ်ဖွဲ့ကိုလည်းမြေပြင်ကိုဆေးလွတ်ထားပါတယ်။ငလင်ပေးတင့်ချိန်လေးချောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေတဲ့အာနာသိန်းစစ်တပ်ရဲ့လုပ်ရက်တွေကိုပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့လည်းဩစတြေးလျအစိုးရကဆိုပါတယ်။ဩစတြေးလျအစိုးရနဲ့ဂျပန်အစိုးရကထပ်မံထောက်ပံ့မဲ့ ထဲ့ဝင်မှုတွေကြောင့်ဒီကနေ့ AB 2ရက်အထိငလင်ပေးတဲ့မြန်မာပြည်သူတွေအတက်နိုင်ငံတကာအကူအညီဒေါ်လာတန်း80နီးပါးရှိလာပြီဖြစ်ပါတယ်မြန်မာငလင်ပေအတွက်ထောက်ပံ့ရေးပစ္စည်းတည်လာတဲ့တရုတ်နိုင်ငံစစ်စီနီအသင်းရဲ့ရင်နှန်းကိုစိုးစုပြစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့တန်တမတော် TNN တွေကမနေ့ကသတင်းထုတ်ပြန်ပါတယ်။အေဘီလာတရက်ညပိုင်းမှာမြန်မာငလင်ထောက်ပံ့ရေးပစ္စည်းတွေတည်ဆောင်လာတဲ့တရုတ်ထောက်ပံ့ရေးရင်နှန်း၉ဆင့်ဟာ မန္တလေးမြို့ကိုတွားရောက်ဖို့အတွက်ခရီးဆက်နေတဲ့အချိန်နောင်ချိုမြို့နယ်အုံတီးကျေးရွာမှာစစ်ကောင်စီတပ်ကအသည့်ဆောင်ဆိုင်ပြီးဆက်လက်တပ်နက်တွေနဲ့ပြစ်ခတ်ခဲ့တယ်လို့ဆိုပါရယ်တရုတ်နိုင်ငံကြက်ချင်နေအသင်းအင်းကတော့စောစုစီတည်င်းပေးဖို့ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ပေမဲ့အခုလိုလန်ခီမှာပြစ်ခတ်ခံရလို့နောင်ချိုမြို့ကိုပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါရယ်စောစုရဲ့ပြစ်ခတ်တိုက်ခိုက်မှုကြာကနေတရုတ်နိုင်ငံကြက်ချင်နေအသင်းရဲ့ရင်နှန်းကို တန်တက်မတော် TNN တွေကကာကွယ်ဆောက်ရှောက်ပေးထားပြီးတော့ရင်တန်းလိုရာခီးဆက်သွားနိုင်ဖို့ကုညီပို့ဆောင်ပေးသွားမယ်လို့လည်း TNN တွေကအတိပေးဖော်ပြထားပါတယ်။မီတာ100လောက်အကွာမှာတော့ကျွန်တော်တို့ဘိုးဘော်ထောင်းပြီးတက်နဲ့၃ချက်ပြပောက်ခဲ့တာလို့စုပ်စုသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဘိုးချုပ်ဇော်မင်းထွန်းကတော့ဒီကနေ့မှဝန်ခံပြောကြားခဲ့ပါတယ်။ TNN လေးကတင်လိုက်တဲ့အဲတရုတ် ပြက်ချင်ညင်တန်းပြက်ခံမှုနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြပါမယ်။ဖြစ်စဉ်မှာဧပြီလ၁ရက်နေ့ည9:00နာရီခွဲလောက်မှာဒါနောက်ချိုဘက်ကနေပြီးယင်တန်းပေါ့ကိုစင်းလောက်ပါလို့ပြောပါတယ်။လာတာကိုတွေ့ရပါတယ်။အုံမဒီယာနာမှာကျွန်တော်တို့အဲတမ်တော်လုံချုံရေးအဖွဲ့ရှိပါတယ်။တမ်တော်လုံချုံရေးအဖွဲ့အနေနဲ့ဒီယင်တန်းကိုတွေ့တဲ့အခါမှာတားဆီးပါတယ်။ ာစီလို့မရပါဘူးဒါမီတာ100လောက် မီတာ200လောက်အကွာကတည်းမီးထိုးပြီးတာစီတယ်တာစီလို့မရမီတာ100လောက်အကွာမှာတော့ကျွန်တော်တို့မိုးဘော်ထောင်ပြီးတနတ်3ချက်ပြစ်ဖောက်ခဲ့တယ်လို့သိရပါတယ်ဒါနဲ့နောင်ချိုဘက်ကိုပြန်သွားတယ်လို့ကျွန်တော်တို့အကြံပြင်းသိရပါတယ်တရုတ်ကြက်ချင်းဒီအဖွဲ့အနေနဲ့ငလင်ထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ဖို့မြန်မာနိုင်ငံကိုသက်ဆိုင်ရာတန်ယုံစစ်တန်ယုံကိုအကြောင်းမကြားထားလို့ အခုလိုပြစ်ခတ်၆လန့်ခဲ့ရတာလို့သူကတုတ်ပြန်ထားပါတယ်။ငလင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းတွေအများဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ ထိုးစစ်တွေကိုမလုပ်တော့ဘဲတလားတတီတဖက်သက်အပြစ်ရက်မှာဖြစ်တယ်လို့မနေ့ကညာပိုင်းမှာ ထုတ်ပြန်ကြေညာပြီးနိုင်ပိုင်းအတွင်းစစ်အုပ်စုက TNL နေမြေအတွင်းမှာတရုတ်ထောက်ပံ့ရေးအဖွဲ့ကိုအခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ။မန္တလေးလောက်ကကတ်မှုရတတပတ်အတွင်းမန္တလေးမြို့အဆောင်အုံတွေအောက်ပိတ်မိနေသူတွေအနေနဲ့အသက်ရှင်လျက်ပိတ်မိနေသူမရှိသလောက်နေပါသွားပြီလို့ငလင်ကဆေးလောက်ဆောင်နေသူတွေနဲ့မြို့ကန်တွေကပြောပါတယ်။စကိုင်းမြို့ကိုဗဟိုပြုပြီးခုနှစ်တမခုနှစ်ပြင်အားရှိတဲ့ငလင်ကြီးလောက်ကတ်ခဲ့တာအခုဆိုခုနှစ်ရအတွင်းရောက်ရှိလာခဲ့ပြီးနောက်မန္တလေးမြို့ပေါ်နေရအနှံ့ကအဆောင်အုံတွေအောက်ပိတ်မိပိတ်မိနေသူတွေအများအပြားကြန့်ရှိနေသေးပေမဲ့နိုင်ငံတကာအဖွဲ့အစည်းတွေက လူအားနေပညာအပါဝင်ကယ်ဆယ်ရေးဖွဲ့တွေကလည်းစ조사ကယ်ဆယ်ရေးတွေလုပ်နေပေမဲ့ရုပ်အလောင်းအများစုသာတူဖို့ရရှိခဲ့တာဖြစ်တယ်လို့မန္တလေးမြို့မှာရှာဝေကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေသူတူက MFP ကိုပြောပါတယ်အဲ့ဒီလိုတည်ဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုနေ့စဉ်လိုလိုနိုင်ငံတကာကုညီကယ်ဆယ်ရေးအဖွဲ့နဲ့အတူလူမှုကယ်ဆယ်ရေးအဖွဲ့တွေကရှာဖွေတဲ့ထုတ်ကစေယုံကြီးကိုပို့ဆောင်ပြီးရတဲ့နောက်အကြိုပေးနေရတာမို့ တကြိုဆက်တွေမှာလဲရုပ်အလောင်းတွေပုံနေပြီးမနိုင်မနေတဲ့တကြိုပေးနေရဆဲဖြစ်တယ်လို့ကုညီကဲဆဲအဖွဲ့တွေကဆိုပါတယ်လက်ရှိမန္တလေးမြို့ပေါ်မှာငလင်းကြောင်အဆောင်တွေအောက်မှာပိတ်မိပြီးသေဆုံးနေတဲ့ရုပ်အလောင်းတွေအများအပြားရှိနေဆဲဖြစ်တယ်လို့အပုံနဲ့တွေပါထွက်နေရကြောင်းလူမှုကဲဆဲအဖွဲ့တွေခက်ခက်ခက်ခဲစူးစမ်းထုတ်ယူနေရတယ်လို့လဲဆိုပါတယ် ငလင်ကျောင်းမန္တလေးမြို့ပေါ်မှာအေပီလာ၂ရက်မနေ့ကထိတည်ဆုံးသူ2000ကျော်ရှိလာနေပြီးဖြစ်တယ်လို့လဲငလင်ကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေနဲ့ရုပ်ခန်တွေကပြောပါတယ်ကျွန်တော်ရဲ့ အမရာဘူရာမျိုးနဲ့ဘုံအိုးရွာမှာမလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းဗလီနဲ့အိုးအိမ်တွေပြိုကျပျက်စီးကာအစ္စလမ်ဘာသာဝင်ဒေသခံ200နီးပါးသေဆုံးပြီး900ကျော်ထိခိုက်ဒဏ်ရာရတယ်လို့ဒေသခံတွေနဲ့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကပြောပါတယ်လူတီဆုံးတာပြီးကြတယ်122မှာ9ယောက်ပါခင်ဗျာ129ယောက်ကိုကျွန်တော်တပိုင်းကအပိုင်းတစ်ပိုင်းကတော့ဟိုဘယ်လိုပြောရမလဲကျွန်တော်အင်းအတိအကျမရသေးတဲ့အတွက်ကျွန်တော်တို့ ဟိုခမန်းကြီးရတော့နေရာနီးပါးကိုကတ်တယ်ခင်ဗျာကျွန်တော်တို့ဒီမှာခရင်နဲ့အတိကျလက်တွေ့ရတော့ကျွန်တော်တို့ခရင်ကောက်တဲ့မတန်းရာ122မှာရှိရပါခင်ဗျာ9ရောက်ပါခင်ဗျာဘုံအိုးရွာဟာအစ္စလမ်ဘာသာဝင်တွေနေထိုင်တဲ့ရွာကြီးဖြစ်ပြီးတောက်ကြံနေဗလီတက်နေချိန်ငလင်တန်ခံခဲ့ရတာဖြစ်ပါတယ်တောက်ကြံနေဗလီတက်တဲ့အချိန်လေးကတော့လူတိုင်းလူလူကတော့နေချင်း ထိကြတယ်ခင်ဗျာတော်တော်များများထိကြတဲ့လူတွေလည်းရှိပါတယ်ခင်ဗျာကျွန်တော်ခံမှန်းကြီးလာဆိုတော့900လောက်တော့600လောက်တော့ရှိရခင်ဗျာဒီကိန်းမှုကြီးနဲ့တချို့ကတော့ဟိုအောက်ရောက်ကြည့်ရလက်ကြည့်ရလက်တော်တော်သေးသွားပြီလို့ကျွန်တော်တို့မန်လေးဒီမန်လေးတဲ့မှာသေယုံကြီးကထူတာလို့မရတဲ့အတွက်ထူတာမှုထူတာမှုမရတဲ့ကျွန်တော်တို့မီနုစိတ်ကြီးအောင်ကျွန်တော်ပို့ဆောင်ပြီးတော့ထူတာပေးနေပါတယ်ခင်ဗျာ ဘုံရော်မှာဗလီ၉ခုရှိတဲ့အနက်၃ခုပြိုကျပျက်စီးပြီးလူရာချီထိခိုက်ခဲ့တာလို့ဆိုပါတယ်။ဗလီဒီကိုကြားတဲ့လူတွေကရောင်းမပြောပါဗလီက၉လုံးရှိရဗျာ။၉လုံးရှိတာသုံးလုံးကပြစ်သွားတဲ့ဗလီလူတွေကကျွန်တော်တို့၄လုံးလောက်ရှိမယ်ဗျာ။ကျန်တာတော့အတွင်းကြီးရဲ့ပုတ်တီအပ်တယ်ပဲ့တယ်အဲ့လိုဖြစ်တယ်ခင်ဗျအခုလုံးဝကိုပြူကျသွားတဲ့ပလီကတော့ကျွန်တော်တို့ဒီမှာတောင်းပလီကြည့်ရခင်ဗျ ပြိုကျပျက်စီးသွားတဲ့ဗလီတစ်ခုဖြစ်တဲ့တမ်မယာချန်ဗလီကောအချုပ်အလဲဗလီမှာတော့ထုတ်မရသေးတဲ့အလောင်းတချို့ကြန့်ရှိနေသေးပါတယ်။ဒါမှမဟုတ်ကြန့်လို့ရခင်ဗျာကြန့်လို့ဆိုတာကကျွန်တော်တို့ပေါ်ဖို့အတွက်ခက်ခဲတချို့ရှိနေလို့ပါဗျာ။ဒီကအဲ့ဒီချို့ကကျွန်တော်တို့အိုက်ကိုပေါ်ဖို့ပင်ရနေရာဆက်အင်အားအသုံးပြုရမယ်ခင်ဗျာ။ဆက်အင်အားအသုံးပြုဖို့အတွက်ကလည်းဒီမှာတိုက်တည်ကြည့်ရတော့အိုက်တိုက်က အာသိမဖြစ်တဲ့အတွက်ဟိုစက်တင်နေအသုံးပြုလို့မရတာခင်ဗျာပလီတက်နေချိန်ငလင်တန်တင့်ခဲ့ပေမဲ့အသက်ရှင်လွမြောက်ခဲ့တယ်လို့အထက်ပါအမျိုးသားကပြန်ပြောပြပါတယ်။ဟိုကျွန်တော်ကဂျုံနဲ့ပလီရယ်ကျွန်တော်တို့အလိုဟာဟာဂျီလင်းပလီပေါ့။ဟာဂျီလင်းပလီဟာဂျီလင်းပလီမှာအဲ့မှာတော့ဟိုဟာဖြေဆုံးသူဦးမြင့်များရဲ့ဗျာပလီကတော့အလုံးလုံးလူကိုဂုံရရမှရှိအောင်ပြည့်စည်သွားတယ်ခင်ဗျာ။ ဟုတ်ကဲ့ခင်ဗျာကျွန်တော်လွမြောက်လာတာတော့ကျွန်တော်တို့အိုက်ပလီမှာပေါ့နော်ရေကန်ကျွန်တော်တို့ခရမတက်ခင်ဝူးဝူးလောက်ကိုခနာကိုတန်းနေအောင်လေတန်းနေအောင်လုပ်တဲ့ကန်ရင်းရှိရခင်ဗျာအိုက်ကန်ကအရင်ဟိုဟာငရင်လောက်တော့အိုက်ကန်လေးရရင်စပြူတယ်ခင်ဗျာပြူတော့အိုက်ကန်နဲ့ကြီးတွေကပလီတွင်းမှာရှိလူလာပြီးရိုက်ချက်တယ်ခင်ဗျာရိုက်ချက်ပြီးတော့ပလီတွင်းမှာရှိသူကြီးလူရ အဲဒီကံကြောင့်အကုန်ပါသွားတယ်ခင်ဗျာပါသွားပြီကဒီကံထဲမှာပြီပြီဆုံးလို့ရတယ်များပါတယ်ခင်ဗျာကျွန်တော်တို့ကတော့အဲဒီညောသွားတဲ့အချိန်မှာမပါဘဲနဲ့တိုင်ကိုကင်ထားတယ်ပြီးတော့နည်းနည်းလေးဒီဒီရက်သွားတာနဲ့ဒီရက်သွားတာနဲ့ကျွန်တော်တို့ကမမြင်ရလမ်းကိုထောက်ထွက်ပြီးတော့အပြင်ကိုရောက်ခဲ့တယ်ခင်ဗျာအဲ့ဒီအဲ့ပလီထဲမှာလည်းကျွန်တော်တို့ကပြူကြတဲ့သူကနျူမုံနေနဲ့ဘာမှမမြင်ရသလောက်ပဲခင်ဗျာ ဘုံဝရွာဟာအင်ချေ3000ကျော်နဲ့လူဦးရေ1000ဝန်းကျင်နေထိုင်တဲ့ရွာကြီးဖြစ်ပြီးငလင်တန်းကြောင့်တရွာလုံးနီးပါးထိခိုက်ပျက်စီးခဲ့ကလက်ရှိမှာတော့ရွာသူရွာသားတွေဘောလုံးကွင်းထဲမှာဆိုပြီးယာယီတဲထိုးနေထိုင်ကြရတယ်လို့ပြောပါတယ်။ငလင်ဘေးတဲ့ဘုံဝရွာခန်းတွေအတွက် စားတောက်ကုန်တွေလာလူပေးသူတွေရှိပေမဲ့စံစီ အမိုးအကာဆောင်းခေါင်းအုံးနဲ့တကိုယ်ရေသုံးပစ္စည်းတွေလိုအပ်နေသေးတယ်လို့ဆိုပါတယ်။ ဟုတ်လာရောက်ကြရေးရတော့ရှိပါတယ်ခင်ဗျာအခုကျွန်တော်တို့ပလီလေးကိုလည်းသူတို့လာရောက်ကြရေးကြရေးရနေရှင်းရောလောက်လောက်ဆောင်နေလဲတော့ဗျာအခုလက်ရှိတိုင်းသာအခုလောလောဆယ်ဘာလူအပ်နေလဲဆိုတော့ကျွန်တော်တို့အခုယာယီတဲမှာကယာယီတဲဒီမှာကျွန်တော်တို့မိုးရွာတွေလူအပ်မယ်ခင်ဗျာမိုးရွာတွေလူအပ်မယ်ကျွန်တော်တို့ဒီဟိုဆောင်းတွေလူအပ်မယ်ခေါင်းတွေလူအပ်မယ်ခင်ဗျာ တရားအာမဆန်းလို့စီလို့တော့လိုအပ်တယ်ကြာတခြားခုံတောက်တရားတော့တော်တော်များများတော့ရောက်လာတယ်အခုကဆမ်လာတွေနဲ့ဖီမလာတွေကညာငလင်တန်ကြောင့်မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့ဗလီ50တန်းမနဲ့ပြိုကျပျက်စီးခဲ့ပြီးဗလီတက်နေတဲ့အစ္စလမ်ဘာသာဝင်ယာနဲ့ချီတေဆုံးခဲ့ပါတယ်။ နိုင်ငံတော်မှာတော့ငလင်းတန်းကြောင့်လန်ဒတာအဆောင်းအုံအများအပြားပျက်စီးကတေဆုံးသူထောင်ထဲချီသလိုဒဏ်ရသူနဲ့ပျောက်ဆုံးသူလည်းတောင်းထဲချီရှိပါတယ်။ငလင်းကြောင့်မန္တလေးတိုင်းတံတားဦးမှာလူနေရာဝန်းကျင်တေဆုံးခဲ့ရပြီးတိုက်ပြတ်တွေကြားရှင်ကျန်သူရှိဖို့မသေချာတော့ဘူးလို့မျိုးခန့်တူကအမတ်ပီကိုပြောပါရယ်။ငလင်းလောက်ကပ်ပြီး9ရက်မြောက်နေ့အထိတံတားဦးမျိုးကိုကုညီကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိလာတာမျိုးမရှိတဲ့အတွက် ိုထူကိုထားစနစ်နဲ့ရှာဖွေကယ်ဆယ်ရေးတွေလှုပ်ဆောင်ခဲ့ရတယ်လို့တေဆုံအလောင်းတွေကိုလည်းချက်ချင်းတကြိုခဲ့ရတယ်လို့တရားမျိုးကံတူကပြောပါတယ်။အဲကျွန်တော်တို့တပ်ပေါ်တွေပါညာတော့အနေငယ်ကြံကောင်းကြံနိုင်ပါတယ်။အဲ့ဒါလည်းကျွန်တော်တို့ကယ်ဆယ်ရေးဖွဲ့တွေတော့ဆက်ပြီးတော့တူးနေတာမျိုးတွေတော့တွေ့တယ်ပေါ့နော်။အသက်ရှင်တဲ့ဟာမျိုးတော့ရှိတော့မှမထင်ဘူးခင်ဗျာ။အဲ့တော့မဖြစ်နိုင်တော့ပါဘူးနော်။ ငလင်လှုပ်ပြီး6ရက်မြောက် AP2 ရက်မနေ့ကမှသာတဒေါင်းမျိုးကိုငလင်ကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိလာပြီးရှာဖွေကယ်ဆယ်ရေးတွေလက်ရှိအချိန်ထိလှုပ်ဆောင်နေတယ်ဆိုပေမဲ့တူးဖို့မှုတွေအတွက်ဆက်ရန်တရားတွေလိုအပ်နေပြီးအရေးပေါ်စေဝါနဲ့ယာယီနေထိုင်ရေးတဲတွေလိုအပ်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။အဓိကတော့မြို့ရဲ့လမ်းမတော်ပေါ့နော်လမ်းမတော်လမ်းမတော်ကျွန်တော်တို့အရင်ဒီလိုပြောမလဲရွှေဆယ်ဦးကားကိတ်လမ်းဟောင်းပေါ့နော်ရွှေဆယ်ဦးကားကိတ်ရှိတဲ့လမ်းပေါ့လမ်းမတော်ခေါ်တာအဲဒီလမ်းမတော်ရဲ့ဘယ်ညာတွေအားလုံးထီတယ် ပြီးရင်ဒီမြို့ရဲ့ဈေးကိုသွားတဲ့လမ်း၃လမ်းရှိတယ်အဲ့၃လမ်းရဲ့ဘယ်ညာတွေလဲအကုန်လုံးထိပါတယ်အဲ့တော့လူလည်းပြောတော့အဲ့လမ်းမတော်ရဲ့ဈေးသွားတဲ့၃လမ်းဘယ်ညာကတော့အကုန်ထိတယ်လို့တော့ပြောလို့ရပါတယ်အကောင့်တိုင်းဂျန်တာနည်းနည်းပဲအကောင့်တိုင်းဆိုတာလည်းအကောင့်တိုင်းဂျန်တာမပြိုပဲဂျန်တာပေါ့နော်ဒါတွေလည်းဆက်နေလို့တော့မရတော့ပါဘူးအဲ့လိုမျိုးခြေနေဖြစ်သွားပါတယ်အဲရာခိုင်နှုန်းနဲ့လူလည်းပြောတော့မြို့ရဲ့80ရာခိုင်နှုန်းလောက်ကိုပြည့်စည်တယ်လို့ပြောလို့ရပါတယ်မြို့ရဲ့ဒီအနောက်ဘက်ခြမ်းလမ်းမတော်ရဲ့နောက်ဘက်ခြမ်းမှာလည်းအဲဒီကွက်ကြားပေါ့နော်တော်တော်ပြူလာလေးတွေလည်းရှိပါတယ် တော်တို့နည်းနည်းလေးမျိုးတိတ်ပြီးတော့နည်းနည်းလေးတိတ်မဖြစ်တာဆိုရင်ကျွန်တော်တို့တရားဝန်မျိုးစေယုံကြီးပေါ့နော်ပြည်သူစေယုံကြီးနားပေါဝင်ကျင်တော့အထီးကန်နည်းနည်းတော့နည်းပါလေအဲအဲ့ပါပဲချမ်းပဲနည်းနည်းလေးဒီဒီဘက်ချမ်းကတော့နည်းနည်းလေးများတယ်ဒီဘက်ချမ်းလက်မတော်နာရောက်လာလေးများလေးပါပဲလက်မတော်နာကတော့အဆိုးဆုံးပါပဲဗျာမလ28ရက်မွန်လွဲပိုင်းမှာမန္တလေးမြို့နယ်မိုင်20ကျော်အကွာစကိုင်းနယ်ကိုဗဟိုပြုပြီးအင်အား9.9ရစ်တာစကေးရှိတဲ့ ငလင်နဲ့နောက်ဆက်တွဲငလင်တွေလှုပ်ခတ်ခဲ့ရမှာသကိုင်းပြည့်ရတချောင်းနဲ့အနီးအနားဒေသတွေအခုလိုထိခိုက်ပျက်စီးသေဆုံးမှုတွေရှိခဲ့တာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအပေါင်းငလင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့စီးရင်တွေအရငလင်ကြောင့်နိုင်ငံတော်ဝန်သေဆုံးသူ3000ကျော်ရှိလာနေပြီးထိခိုက်ဒဏ်ရာရသူ9000နီးပါးရှိလာနေခဲ့ကပျောက်ဆုံးနေသူ900ခန့်ရှိနေခဲ့တာဖြစ်ပါတယ်။